2008ခုနှစ်မှာဇလန်းစတင်ပါတယ် ပြကြအရင်က CIA agent တူအခုတော့ cyber security လုပ်ငန်းလုပ်နေတယ်သူဟာ Montenegro နိုင်ငံကတမတ်တူကိုကာကွယ်တာဝန်တစ်ခုတွင်လူငယ်လွတ်ဖို့ကမ်းပတ် agent ပေါ့ဆာမေးဆန်းကိုပါကြီးကျက်ပေးနေရတယ်ပြကြလိုပဲရုပ်ဖြန့်သလိုတလန်းရှိပြီမယ်မရှင်းချက်သေးတဲ့မေးဆန်းဟောင်းရောက်လျာမှာများပွေချင်းသူလေးဖြစ်နေပါတယ်အလုတ်ချိန်မှာကြီးစားတဲ့လူမျိုးဝင့်မှနန်းတာဟောင်းနောက်တစ်ချိန်မှာခုချစ်သူပါတစားကန်လွတ်ခံရပြီးကြာဆုံးတက်တဲ့ဆိုတာတွေကိုသူ့ဝါရသွန်သင်ပေးနေပါတယ်ဒီလိုနဲ့သူတို့စောင့်ကြည့်ရမယ်တမတ်တူကိုလုတ် ြံကျင်သူတွေရှိတာကြောင့်အေဂျင့်မေဆင်ကစနိုက်ပါနဲ့နေရာတစ်ခုကနေချောင်းမြောက်တက်ခဲ့ဖို့အသင့်ပြင်ပီတာကတော့ကံမတ်နဲ့တူကားတစီးတဲ့အတူလိုက်ပါဆောင်းရှောက်တာပေါ့လူလူဂျူဆိုရီတွေစီကားနေတဲ့တတ်မှတ်နိုင်စင်နိုင်ရောက်တော့ကံမတ်ကောက်ကိုရက်လိုက်ရတယ်အပြေကိုတန်းထွက်လို့မရစစ်ဆေးရအောင်ပဲမေဆန်ကတော့သူ့စကုတ်ထဲမှာတနည်းရှိသူရေတွက်သိမ့်များလို့နေလို့တက်ခေါက်ပြန်ဖို့ပြောတယ်ပီတာကသူ့စစ်ဆေးအောင်မယ်ဆိုပြီးသူ့မိမရမချင်းမဖြစ်နဲ့လို့ပြောအပြေကိုထွက်လူလုံးပြလိုက်ပါတယ်ပီတာရဲ့နှစ်နာရီမှာလူစိမ့်တယောက်စတဲ့လုံရှောက် နေတာတွေ့လို့ညီဝဲကိုပဲကြည့်မဖြစ်နဲ့မဖြစ်နဲ့လို့ပြန်သတိပေးနေချိန်ခေါ်လူကဘီတာကိုစဖြစ်လိုက်တော့မေဆန်လည်းမဖြစ်နဲ့ဆိုတဲ့မိကိုမနာခံပဲလောက်ချန်သူကိုဖိချလိုက်တဲ့အခါမတော်တဆကလေးတခုပါတေဆုံးသွားခဲ့ပါတယ်ပီတာကမိနာခံတတ်အောင်လေ့ကျင့်ပါဦးငါကုံရလို့ပြောချလိုက်တယ်ဒီဖြစ်ရဲ့နောက်ပိုင်းမှာပီတာဟာအလောက်ကနေအနားယူသွားတယ်နားနေကြ 2013ခုနှစ်မှာတော့အငြိမ်းစားယူထားတဲ့ဗီဇာဟာဆွစ်ဇာလန်နိုင်ငံကကန့်ကျင်တစ်ခုမှာကပီးဆိုင်နဲ့တဆိုင်ဖွင့်ပြီးအေးအေးလူလူနေတဲ့အချိန်တနေ့မှာသူ့ရဲ့ယင်ကအထက်လူကြီးဂျော့ဟန်လီရုတ်တရက်ဟုလာတာတွေ့ရတယ်။ဟန်လီမှာ find ပါလာတယ်။တရိုမန်ဒါကပီတာလိုရဲရမယ့်အချိန်ကိုမသိတဲ့အေဂျင့်တွေအဖြောင်းခံထားရတဲ့မှတ်တမ်းတွေများတယ်။သူတို့ကိုလောက်ကျန်တဲ့သူရဲ့မိကအဲလစ်ဆာဂျီနွိုက်စ်မော်စကိုကမြို့သမီးတုတ်တင်ရေးသမားဂျီဇာမှာ ရုရှားမှာဖက်ဒရယ်ဆိုတဲ့ဗိုလ်ချုပ်ဟောင်းတယောက်နောက်သမရဖြစ်လာနိုင်ချေများတယ်အဲ့ဒီစစ်ဗိုလ်ချုပ်ဟောင်းကသူနဲ့ပတ်သက်ခဲ့မှုတဲ့တစ်ချိန်က CIA အေဂျင့်တွေအားလုံးကိုလိုက်ပြီးရှင်းခိုင်းနေတာလို့ပတ်စထားကြပါတယ်ဒါကြောင့်လည်းဘာသာလို့လဲဟန်လီကနောက်ထပ်ချိန်ကျောက်ခံထားရတဲ့ဝါရင်အေဂျင့်မတယောက်ကိုပြလိုက်တော့ပီဇာပစကနေတာလီယာလို့လှုပ်ကလေးထွက်သွားပါတယ် CIA ကလည်းမင်းထွက်သွားချိန်မှာနေတာလီယာကတော့ဗိုလ်ချုပ်ဟောင်းဖက်ဒရယ်အကြံပေးတော်ဖြစ်နေပြီးနာတာလီယာကတိတ်ကြဖို့ကောင်းတဲ့နာမည်တစ်လုံးကိုသိထားတယ်စီယာကိုဇဝင်မှုတွေ မျက်မြင်သက်တဲ့ရဲ့နာမည်ပေါ့အခုတော့နာတာလီယာကပြန်ကျင်လာပြီဒါပေမဲ့သူစိတ်ချရတဲ့တကူးတည်းတော့သူပီတာကိုရိုင်းလာခေါ်မှလိုက်မယ်ဆိုလို့အခုလိုလာနေတာပါဂျီတော့ပီတာမငင်းနိုင်တော့ဘာကြောင့်လဲဆိုတော့နာတာလီယာဆိုတာပီတာချစ်ရတဲ့သူ့သွေးသားချင်းစနစ်နဲ့သမီးလေးရဲ့မိခင်ပဲလေမော်စကို ရုရှားပါလီမန်မှာဖက်ထရိုဟာသူ့ရဲ့နိုင်ငံရေးစီစဉ်တွေကိုမကွန်းပြောနေချိန်နာတာလီယာဟာသူ့ရဲ့ခန်းထဲကိုခုတ်ဝင်ပြီးလုံခြုံရေးတက်တာကိုဖွင့်ကာအတွင်းမှာစစ်ရာဇမှုဆိုင်ရာတပ်သေးဓာတ်ပုံတွေပါတဲ့ဒိုင်ယာရီတုပ်ကိုတွေ့လိုက်ပါတယ်။သူကဓာတ်ပုံတွေကိုဖုန်းနဲ့ပြန်ရယူပြီးပြန်ထွက်ဖို့ကြိုးစားပေမဲ့ဖက်ထရိုကခင်မင်များပြန်ရောက်လာတာကြောင့်လုံခြုံရေးတက်တာကိုသီဗစ်ရှာမပိတ်နိုင်ခဲ့။နာတာလီယာက CIA ကယ်ဆယ်ရေးအဖွဲ့ကိုဆက်သွယ် ဖပ်ပြေးချိန်မှာသူ့လျှို့ဝှက်ချက်တွေကိုခုခံလိုက်ရပြီဆိုတာသိတဲ့ဖက်ဒရယ်ကလည်းရုရှားဖြူဝဲရဲ့ FSB ကိုကြောင်းကြား အသေးအရအရှင်ကြီးကမိအောင်ဖမ်းဖို့မိန်ပေးလိုက်ပါတယ်။ site baby ကဘယ်သစ်မျိုးက American တန်ဟုန်တယ်မှာတော့ CIA Halliot က Natalia ကို operation ရုံးချုပ်တဲ့ကနေထောက်လန့်နေသလိုအခု why agent ဖြစ်နေတဲ့ Mason ဦးစီးတဲ့ဖွဲ့ကလည်းနောက်ကနေထက်ချက်မကွာလိုက်နေပါတယ်။ Natalia ရေးကိုဌာနမှု Winston ကလည်းအဝေးကနေမျှွန်ကြားနေတယ်။သူ့မှာရေးကြည့်တဲ့ number လေးပါရင်အရှင်ဖမ်းမယ်လို့ Halliot ကိုခိုင်းနေဒီချိန်မှာ Russia မြို့ဝယ်ရဲ့ FSB Carnacy ရုတ်တရက်ပေါ်လာပြီး Natalia နောက်ကိုတဲတန်လိုက်သူတို့ကနေ ဲ့ရှေ့ကနေပိတ်ရလို့နာတာလီယာထွက်ပြေးတဲ့ချိန်နောက်ကနေအတင်းလိုက်တဲ့ Aspect V တယောက်ကားတိုက်ခံလိုက်ရတဲ့ပြင်ဂျန်နက်သူတွေပါချစ်ခတ်တာခံလိုက်ရတယ်ရောက်လာတဲ့ကက်တင်ရှင်ကပီတာကိုရိုင်းပါပီတာကနာတာလီယာကိုကားပေါ်အမြင်တက်ခိုင်းထွက်ပြေးကြတယ်ဒါပတုကားလဲဆိုတော့အဝဲကလမ်းကြည့်နေတဲ့ဟန်လီသိပေမဲ့သူကတယုံလုံးနဲ့ဌာနမူဝင်းစတိန်တို့ကိုတင်မပေးရင်ငုံတို့ပစ်နေလိုက်တယ်နာတာလီယာကလူစီနေကောင်းလားရှင်တယောက်ထဲလားရှင်တို့သားဖတ်နေအောင်စလုံးကိုသတိရနေတာတဲ့ဌာနချုပ်မူဝင်းစတိန်ကတော့ဘသူကားပေါ် ်မှာပါသွားမယ်မသိလို့နာတာလီယာကိုရှင်းပြဖို့မိတ်ပေးလိုက်တာဒီတာဝင်ကိုယူရမဲ့သူကမေးဆန်ဖြစ်သွားပါတယ်ဟန်လီကမလုံနဲ့လို့သာတားတယ်ပီတာဆိုတော့ကတော့သူကထုတ်မပြောကားထဲမှာနာတာလီယာကပီတာကိုမီတာဖီလစ်ဘိုဗာဆိုတဲ့နာမည်တစ်ခုကိုပြောတယ်ဒီနာမည်ဟာရုရှားစစ်ဗိုလ်ချုပ်ဟောင်းဖက်ထရိုရဲ့စီယာဇူးမှုသူကိုခေါ်ထုတ်နိုင်မဲ့တော့ချက်လို့လည်းပြောတယ်ဒီတော့ပီတာလည်းဟန်လီစီကိုအဲ့ဒီနာမည်လမ်းပြောလိုက်ပြီးမဲ့အချိန်နှောင်းသွားပြီး မစ္စဟောင်းမုံမြော်တိုက်ပေါ်ကနေစနိုက်ပါနဲ့နာတာလီယာကိုပစ်ချလိုက်တယ်။နာတာလီယာဟာတေဆုံးတဲ့နေစက္ကမိုင်းတွင်းမှာသူ့ဖုန်းကိုပစ်ချလိုက်တဲ့ထက်ပြေအောင်ထဲလိုက်ပါသေးတယ်။ဒီဖုန်းထဲမှာဆီယောဇူးနဲ့ဆိုင်တဲ့ပြက်ပုံတွေရှိတယ်မလား။တစ်ဖက်မှာဟန်လီကဒါငါတို့လူလို့အခုမှထုတ်ပြောပေမဲ့ဌာနမှုဝင်းစတန်ကတော့ရုရှားတွေမြင်မိအောင်ကိုလူကိုပြန်ရှင်းလိုက်တာတဲ့။ဘာမှမတတ်နိုင်တော့။ နှစ်ပေါင်းများစွာခွဲခွာနေတဲ့ဇနီးတွေကိုပြန်တွေ့ခြင်းအသက်ခံလိုက်ရတာမြင်သွားတဲ့ပီတာရင်နာသွားတယ်မေဆန်တို့ရဲ့ကားနီယယ်ဘာကင်ကလည်းအပြေကိုထွက်လာတာနဲ့အပြင်ကနေတင်ဆောင်နေတဲ့ပီတာဟာအဖောက်ဝင်အားလုံးကိုကစ်သက်သူ့မိမအတွက်လစားချလိုက်တယ်နောက်ဆုံးဂျန်တဲ့တယောက်ကိုအသိခံပြစ်ချမလို့လို့တော့သူ့တပည့်ဟောင်းမေဆန်ဖြစ်နေတာတွေ့တော့သူလက်တောင့်သွားသလိုမေဆန်ကလည်းသူ့ဆရာကိုမပြည့်နှစ်ဦးစလုံးအဲ့ဒီနေရာမှာဆန့်ကျင်ဘက်လမ်းတိုင်းကြောခိုင်းထွက်သွားကြပါတယ်ဒါကိုစောင့်ကြည့်နေတဲ့ CIA နှစ်ဖွဲ့စလုံးမြင်သွားတယ်ဒါပီတာပဲပီတာကဘလို့ ဖြစ်လို့ရောက်နေတာလေလို့ဒေါသပစီလက်မိတယ်။ဖိုးရင်ကက CIA မှာ Wister, Hanley, Peter ဆိုတာတွဲဘက်တွေဖြစ်ခဲ့မှုတယ်။ Hanley ကတော့သူ့ခန်းထဲကိုအမြန်သွားတကားကိုစိတ်ပိတ် ်ပီတာပြောတဲ့နာမည်မီရာဖီလီဘိုဘာဆိုရဟု CIA ကိုအထက်မှာရှာကြည့်နေချိန်ခြေချညာစစ်ပွဲကထောက်ထားတွေနဲ့မျက်မြင်သက်သေမိန်းမတယောက်ရဲ့ပုံထွက်လာ诶ဒီအချိန်မှာသူ့တကောက်ကိုဖောက်ခွဲပြီး CIA ကသူ့ကိုလာပြန်ဖမ်းလို့ Assistant Unit နဲ့ Hard Drive တွေကိုတနက်နဲ့တတိုင်းနဲ့ပြစ်ပြီးဖြတ်စည်းလိုက်ပေးတယ်။ကစီဒီဇီဘော်ကပီတာကတော့နာတာတရားပေးခဲ့တဲ့ပုံကိုစစ်ဆေးကြည့်တဲ့အခါခြေချညာကမျက်မြင်သက်သေမိန်းကလေးနဲ့ဘူဂျိုဟောင်းဖက်ဒရယ်တို့တွဲရိုက်ထားတဲ့ပုံကိုတွေ့လိုက်ရတယ်။ဒါကြောင့်သူက Memory Card ကိုထုတ်ပြီးဖုန်းကိုတော့ကားပေါ်ကနေပြစ်ချ ဖြက်စီးလိုက်ပါတယ်။တစ်ဖက်မှာလည်းနယူးယောက်ထိုင်းသတင်းတောက်အကာကဘဲဂရိတ်ဒုက္ခသည်ကုနီဝင်းဒန်ဖိုနီယောကိုလာတွေ့ပြီးဒုတိယခြေကြီးညာစစ်ပွဲအတွင်းဂျထဘိုလ်ချုပ်ဖက်ဒရယ်ကြောင့်ပြောပြနိုင်မလားလို့လာမေးတယ်။တစ်ချိန်တည်းမှာပဲအလက်ဆာဒီမွိုက်ဆိုတဲ့ရုရှားကြီးစားမကလည်းဘဲဂရိတ်မြို့ကိုရောက်လာတာတွေ့ရပါတယ်။သူကဟက်ကာတယောက်စီကိုသွားပြီးဖိုနီယောအကြောင်းကိုသွားစုံစမ်းတော့သတင်းတောက်တယောက်နဲ့ဒီညအင်တာဗျူးကိုချိန်ထားတာကိုသိသွားတယ်။ဒီကြားတဲ့ CIA ဌာနမှူးဝင်းစတန်ကမေဆန်ကိုခေါ်တွေ့တယ်။ဘာကြောင့်ပီတာကိုမဖြစ်တာလဲပေါ့။ပြီးတော့ပီတာနဲ့ နာထာလီယာတို့ဟာလင်မယားဆိုတာကိုပြောပြတယ်။သူကမင်းကိုလေ့ကျင့်ပေးထားတာငါသိတယ်။မင်းရဲ့ပြင်းမှတ်သက်ကပီတာပဲ။မဟုတ်ရင်လည်းပီတာကငါတို့ကိုလာရှာတော့မှာကွာ။ပီတာကတော့ဟန်လီရဲ့အိမ်ကိုတွားကြည့်တဲ့အခါ CIA အေဂျင့်ယောက်ကကွန်ပျူတာကနေချက်လက်တွေထုတ်ယူနေတာကြိုးစားနေတာတွေ့လို့သူတို့ညက်ကိုဒရင်လက်အောင်တိုက်ခတ်ပြီးကွန်ပျူတာမှာမာရီယာဖီဘိုပါအကြောင်းရှာဖွေလိုက်တယ်။အဲ့ဒီမှာမြင်းမြတ်သက်တဲ့မာရီယာဖီလစ်ဘိုပါကိုသိနိုင်တဲ့ဖိုနီယာဆိုတဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်လို့ပြင်းမှတ်တင်နာလိုက်ဖို့ဖြစ်လာပါတယ်။ကဆက်တဲ့သူရဲ့ဝင်းစတန်ရဲ့ဟန်လီ ေးရယ်ဆရာရေးအေဂျင့်ဘော့ကရိုက်ထားတဲ့တပ်ပုတ်ပုတ်ကိုပြန်တွေ့လို့တခါရဲယူလာလိုက်တယ်။တစ်ဖက်မှာမေဆန်နဲ့ဆရာရေးအေဂျင့်တွေကလည်းဖိုနီယာအကြောင်းကိုသိသွားပြီးသူ့နောက်ကိုလိုက်နေကြတယ်။ချင်းဆိုထားတဲ့အတိုင်းပဒင်းနောက်အကနဲ့ဖိုနီယာတို့စားပတ်ဆိုင်တစ်ခုမှာတွေ့ကြတယ်။ပဒင်းနောက်အခုချိန်မှာဘောက်ဝင်ချုပ်ပြီးနိုင်ငံရေးသမားဖြစ်ချင်းတဲ့ဆေးရဇွေကောင်ကိုကဘာကတည်အောင်ဟော်တင့်ပြီးပေါ့။ဒီတော့ဖိုနီယာကမီရာဆိုတဲ့မိန်းကလေးရဲ့တက်ကူတော့ရှင်ထက်မတော့ပဲသတင်းတူရဖို့တော့ပဲလုပ်နေတာလို့ပြောလိုက်တယ်။သူတို့ဘိုင်းကဂျီဇာအဲလက်စာဒီမွိုက်စ်စွဲတို့ရအောင်ဆောင်ပြီး ်မင်းတို့ဖုန်းဝင်နေတယ်မင်းလက်ကင်ဖုန်းကိုဆက်လို့မရလို့ဆိုင်ဖုန်းကိုဆက်တာဆိုပြီးရခေါ်ထုတ်ပါတယ်ဒါကိုစောင့်ကြည့်နေတဲ့ပီတာမြင်သွားတော့ဖုန်းရဲ့စီကိုဖုန်းခေါ်ပြီးအခုရက်နားထော မင်းနဲ့အတူတူရှိနေတာကကြီးစားသူဆိုသမားဟာမပြတ်စင်နဲ့ငါပြောတဲ့အတိုင်းလို့အခုပဲဒီကနေထွက်ပြေးပါလို့သတိပေးလိုက်တယ်ဒီစကားကိုကြားတော့ဖုန်းနေရထွက်ပြေးတယ်အဲ့ဒီအချိန်မှာ CIA agent တို့လည်းရောက်လာပြီးသူ့နောက်ကိုလိုက်ကြတယ်ဒီရေးပေါ်အချိန်ဒီမှာပီတာရောက်လာပြီးဖုန်းနေရကိုကယ်ထုတ်တယ်ပြေးရင်လွှဲသူ့တပတ်မေဆန်ကိုဖုံးဆက်ပြီးအာယုံဖြတ်အောင်လုပ်နေရသေးတယ်မေဆန်တို့ဘက်ကပီတာဖုန်းကိုချရာခမ်းမိတိုင်းပီတာဟာနောက်ထပ်ဖုန်းတစ်လုံးပြောင်းဆက်တယ်ဒီကြားထဲသူ့ကိုလာခဲ့တဲ့ပီတာကိုဖုန်းနေရကထင်လွဲနေလို့မင်းတက်ရှိချင်ငါ့ကိုယုံမဖြစ်မဲလို့ရှင်းပြတယ် ဖုန်နီကလည်းပူပေါင်းလာရတာပေါ့နောက်ဆုံးတော့ပီတာကမေဆန်တို့ဖွဲ့သားတွေကိုကပါကေမြခေါ်ကားတစီးရဲ့ဒက်စီပိုက်ကိုဖြတ်တောက်ထားပြီးဖုန်းကိုပါတားတဲ့ဟူထက်မေဆန်တို့အဲ့ဒီကားနာရောက်လာတော့မှဒက်စီယူနေတဲ့ကားကိုပတ်ကွဲအောင်ဖြစ်ခတ်ပြီးနောက်ကားတစီးနဲ့ထွက်ပြေးခဲ့ပါတယ်လမ်းမှာပီတာကဖုန်နီကိုကြီးစားမှကြောင်းကျန်တဲ့ CIA အေဂျင့်တွေကြောင်းနဲ့အားလုံးကမီရာဖီလိုဘိုပါကိုသိထားတယ်ဆိုတဲ့မင်းကိုနှုတ်ပိတ်ချင်နေကြတယ်သူတွေကြီးပဲကျန်တဲ့သူတွေက CIA အေဂျင့်တွေသူတို့အားလုံးကလည်းမင်းကိုတတ်ချင်နေတယ်လူတိုင်းကမီရာ ဖီလီဘိုပါဆိုတဲ့ main clip ကိုရှာနေကြတာဒါကြောင့်မီရာအကြောင်းဘာတွေသိတယ်လဲငါ့ကိုပြောပြပါလို့မေးတယ်ဖိုနီယာကအရင်ကမီရာနဲ့ဆုံးခဲ့ဘူးပဲမယ်အခုဘယ်မှမှမသိတော့လို့ဖြေတယ်ပီတာကမယုံဒါအပြင်ပီတာကလည်းသူ့မိတ်ဆွေတွေကလိုက်ဖက်နေတာဘာကြောင့်လဲဆိုတော့ဖိုနီယာနားမလည်နိုင်အောင်ဖြစ်နေရတယ်သူတို့နဲ့ဖိုနီယာရုံးငန်းကိုရောက်တော့မီရာကိုဘလို့ရှာရမလဲလို့ပီတာကမေးတိုင်းဖိုနီယာကမသိဘူးလေပြောနေတယ်နိုင်ကဘုံတဘူကိုထောက်ပြီးတော့မေးတဲ့အခါအဲ့ဒါဟိုဟာကောင်းလုတ်စားတဲ့သူမိတ်ကလေးတွေကိုဟောက်တယ်ရစီပုတ်ပိနေတဲ့ သူနာမည်ကဒန်နစာဆိုတော့ပီတာကမဟုတ်ဘူးကွာသူ့နာမည်ရင်းရဆန့်ပြီးဖက်ဒရယ်ဆိုရရဲ့လူသူတိတာကိုပြောပြလိုက်တယ်နောက်တော့အဖော်ချုပ်ကလပ်ကိုသွားပြီးပီတာလာတယ်လို့ပြောခိုင်းလိုက်တာနဲ့ချက်ချင်းလက်ခံစကားပြောတယ်ပီတာနဲ့ဒန်နစာခေါ်ဆက်မီတို့ရင်းကလေးကတိကြတယ်ဘက်ဂရမ်မှာငါမဟုတ်တဲ့မင်းကိုတက်ချင်နေတဲ့လူတွေရှိတယ်ဘသူဘဝလို့ပြောပြလိုက်ပြီးကြံလန်အဖြစ်သူတိတဲ့ဖက်ဒရယ်အကြောင်းကိုမေးလိုက်တော့ဒန်နစာကငါနဲ့ဖက်ဒရယ်တို့ဟာခြေချင်းညာမှာတာဝန်ကျခဲ့တယ်အဲ့ဒီမှာရင်းနှီးတွေများကြီးရှိတယ်ဖက်ဒရယ်ကလောဘကြီးလာပြီးဒီရှင် နယ်မြေတွေအားလုံးကိုလူကျင်လာတယ်။ဒါပေမဲ့ခြေချင်းညခေါင်းဆောင်တို့ကသဘောမတူဘူး။ထိုင်တောင်ဖက်ဒရယ်ကရုရှားစစ်ဗန်ဇောင်းတလုံးကိုပုံနဲ့ဖောက်ခွဲလိုက်တယ်။ဒီတော့ရုရှားတွေဒေါသထွက်ပြီးခြေချင်းညစစ်ကိုစတင်လိုက်တယ်။စစ်ပွဲမှာရုရှားတွေနိုင်ရပြီးရင်းနှံပြီးအကုန်လုံးကိုရသွားတယ်။အဲ့ဒီတုန်းက CIA ကလက်ပိုက်ကြည့်နေခဲ့တာ။ရုရှားစီကရင်းနှံဝဲကျင်လို့လေလို့ရှင်းပြလိုက်ပါတယ်။ကွန်တိန်နာစကန်တကူမှာတော့ဟန်လိန်ကို CIA ကပြန်ဖမ်းချုပ်ထားတယ်။သူနဲ့ပီတာတို့လက်တွဲခဲ့ကြတယ်။နောက်ပိုင်းအခုကိစ္စမှာပီတာပါဝင်လာတာဘာကြောင့်လဲလို့ပြောခိုင်းမိတယ်။ဟန်လိန်က ာအစဲတလုံးကိုပဲရလိုက်ပါတယ်။အချိန်ထဲမှာပဲ CIA ဌာနမှဝင်းစတန်ကအခုအချိန်ထိပီတာကိုလေးစားနေဆဲဖြစ်တဲ့မေးဆန်ကိုစစ်တုခု ပေးလိုက်တယ်။မေးဆန်သူ့ခံရတဲ့ကိုပြဲလို့ stick ကိုထိုးကြည့်လိုက်တဲ့အခါပီတာရဲ့အခြေအဖြစ်သူနဲ့ပတ်သက်တဲ့အစီရင်ကစားတစ်ခုကိုလည်းတွေ့ရတယ်။အဲ့ဒီအစီရင်ကစားထဲမှာမေးဆန်ကိုရုံးလို့မရသေးသူကဘာမဆိုလို့နိုင်တယ်လို့ရေးပြီး minus ပြထားတဲ့သုံးသက်ချက်ကိုတွေ့သွားတော့သူ့ဆရာပီတာကိုတိတ်ဒေါသထွက်သွားပါတယ်။ဒီအချိန်မှာမေးဆန်ခံတဲ့အိနီချင်းဆယ်ရာရဲ့ကြံကလေးယောက်လာတယ်။ဒီကြံလေးကိုအကြောင်းပြ ူပြီးသူနဲ့ဆဲရာတို့မကြခဏမြန်မှန်းတမ်းမိနေတာရှစ်ပတ်လောက်ရှိပြီတယောက်ကတယောက်သဘောကျနေတဲ့ပုံလဲရတယ်ဒါပေမဲ့မေဆန်ကတာဝန်နဲ့ပြိနေတော့ဒီချိန်မှာရှောင်းဖဲရှောင်းဖဲလုပ်နေတော့ဆဲရာကပဲရေလာမြောင်းပေးလုပ်လိုက်ပါတယ်ဒီချိန်မှာပီတာကလည်းဘောချောင်ကောင်ဖုန်းလေးလေးငါလုံးလောက်ဝယ်ပြီးဖိုနီယာနဲ့အတူတနေရာကိုသွားနေတယ်လမ်းမှာဖိုနီယာကလူတိုင်းကမိရံကိုဘာကြောက်လိုက်နေကြတာလဲလို့ပြီးတော့ပီတာဟာခြေချင်းညာစစ်တုံးကစစ်ရာကစုဝမှုဆိုင်ရာအမှန်တရားအလုံးမိရာသိတယ်သူ့ကိုငါရင်တွေ့ဖို့လိုတယ်ဒါမှမှန်တရားကိုကဘာနဲ့ဖို့ ော်ထုတ်နိုင်မှာအဲ့ဒါဆိုရင် Federal နဲ့ဖောက်ပြန်ရေးအကြံတွေအကုန်လုံးကိုကင်တွယ်ပြီးသားဖြစ်သွားမှာအခုတော့ CIA ကရရှားဗိုလ်ချုပ်ဟောင်းကပါမိရကိုတပစ်ဖို့ကြိုးစားနေလားလို့ရှင်းပြပြီးအဆောက်အဦလုံးနဲ့ဝင်လိုက်ပါတယ်မေဆန်ရဲ့မျက်နှာချင်းဆိုင်က track ကအခန်းတစ်ခန်းပါ ဒီခက်နဲ့ကအရှင်တွေတင်ရမရှိတာပိတာဘလို့လို့သိတယ်လဲတော့မသိတွေ့သမျှအရက်နဲ့အဆောက်အစာတွေခတ်တွတ်တွတ်ယူစားတယ်သူ့အိမ်ကြမြည်ရပဲဖိုနီယာကတော့တွန့်ဆုတ်တွန့်ဆုတ်နဲ့ပိတာကပရင်ပောက်ကနေကြိလိုက်တော့မေဆန်နဲ့ဆေရာတို့နိုင်အောင်ထွက်သွားကြတာတွေ့လိုက်ရတယ်ဒီကောင်လေးရင်တုံးကလိုပဲလက်တွတ်တုံးပဲမလုတ်ချိန်မှာဝင်ရှုပ်နေတုံးပဲပေါ့ကြည်ဖြစ်နေတဲ့ပိတာကိုဖိုနီယာကမိမဆန်းဆန်းစိုက်ကြည့်ရင်သူ့ကိုဘာလို့ကဲတာလဲလို့မေးတယ်မင်းကကိုဒီလိုကြည့်နေမကြည့်နဲ့ငါကမင်းကိုစိတ်ပြတ်စေလိမ့်မယ်လို့ဂရီပေးတယ်ဒီလိုနဲ့မေဆန်းကိုဆက်ဆောက်ကြည့်နေချိန်မှာ အခန်းထဲမှာတွေ့တဲ့စန်တရားနဲ့ဖိုနီယာကရုရှားမာတွန်းကသူကြိုက်ခဲ့တဲ့တေးသွားတပုတ်ကိုတီးခတ်လိုက်တယ်။သူကမိသားစုတင်ထားလို့ရုရှားစကားလဲတွန့်ကျင်တယ်လို့တဆက်တည်းသိလိုက်ရတယ်။နိုက်ကလမာတို့မေဆန်နဲ့ဆယ်ရာတို့ပြုတ်ခတ်ကြတယ်။ပြီးတော့တဆင့်တက်ပြီးမေဆန်ရဲ့အခန်းမှာချစ်ခန်းပြန်ဖွင့်ကြတယ်။ပီတာတို့လည်းဘိုက်ခန်းကနေလမ်းခွဲကြဖို့လုပ်နေတယ်။ဒီလိုထွက်ထလုံးရှောက်ပုံးနေလို့မဖြစ်ပီတာကဖိုနီယာကိုပတ်စံတချို့ပေးပြီးငါတော့မသိတဲ့နေရာတစ်ခုမှာမင်းသွန်းနေ။ဝေသားကိုပဲတော့ဒီဖုန်းကိုယူငါဆက်တဲ့ချိန်ကိုစောင့်လို့တိတိကျကျမှားလိုက်တယ်။ညလေမှာ မေဆန်တင်းလို့လာတော့သူ့နားမှာဆရာကိုမတွေ့သူ့တနက်လဲထားနေကြနေရမှာမရှိတာနဲ့အိမ်နဲ့လိုက်ရှာတော့ပီတာရောက်နေပြီးဆရာကိုတနက်နဲ့ချိန်ထားတာမြင်လိုက်ရတယ်မေဆန်ကပီတာကိုခမရဘာလုပ်တာလဲကျုပ်စကားပြောချင်နေလားကြာပြီခမရတဲ့ပို့တော်ချင်နေတဲ့ကျုပ်ကိုဘာလို့ထားခဲ့တာလဲအစီရင်ခံစားမှာဘာလို့သူ့နှုတ်ကို minus ပြခဲ့တာလဲလို့စက်တိုက်မိတယ်ဒီအချိန်မှာပီတာကဆရာကိုတစားတက်လို့ထားလို့မေဆန်အကြမ်းတီးသုံးလို့မရဖြစ်နေတယ်ပီတာကအမှန်တရားကိုမကြငဲမင်းတရားလိုက်တယ်လို့ပြောပြီးပနက်ကိုချဒါနဲ့ဆရာကိုထောက်ပြီးကဲဒါမှမင်းက လေးတယောက်ကိုကဲ့မလားမင်းရဲ့ဖြစ်နှောက်ကိုရှင်းမလားလို့စမိုးဝဲဆက်လိုက်တယ်။မေးစံပြူနေချိန်မှာပီတာဆတ်ဆရာရဲ့ပေါင်ကတွေးပြန်ကြောကိုလှီးပြီးဖပြေးတယ်။ဒီတော့မေးစံတနက်နဲ့ပြစ်လိုက်တဲ့အထက်မှာဘာကြည်စမ်းမှမရှိ။မေးစံကပီတာနှောက်ကိုဆွမ်းလိုက်ပဲဆရာကိုတက်ခဲ့ဖို့ဆုံးဖြတ်ပြီးဆေးရုံကိုပြန်ပို့လိုက်ပါပဲ။ဒီကြားထဲမှာကိုရီနာစစ်စစ်ခန်းထဲမှာ ဖာနာမှုဝင်းစင်ရဲ့တပည့် agent Celia ကဟန်နီကိုခိုင်းထားတဲ့အတိုင်းစစ်ဆေးနေတာတွေ့ရတယ်။ဟန်နီကမဟုတ်ဘူးကွာ။ဘာလို့လောက်ကလူတွေကိုပြောင်းလဲအောင်လုပ်နေတာ။အရေးကြီးတဲ့အချက်လက်တွေကိုစုပြီးပတ်ဆိုင်တဲ့သူတွေကိုချိန်ချောက်ဖို့လုပ်နေတာ။မိရာကို CIA ကဘာလို့လူကျင်တာလဲသိလား။သူ့စီမှာ first draw နဲ့ဆိုင်တဲ့အချက်လက်တွေရှိတယ်။အဲ့ဒါတွေရရင် CIA က first draw ကိုတစ်ဖက်လုံးကျိုးကင်လို့ရပြီလို့အော်ငေါ့ပြောဆိုနေတော့တယ်။တစ်ဖက်မှာလည်း Imperial Hotel မှာ first draw ကကြီးစားမှာ Elsa Dumais နဲ့တွေ့ပြီးနောက်ထပ်ညွန်ကြားချက်တွေကပ်ပေးလိုက်တယ်။ဒီကညဒီ hotel မှာ ဖက်ထရောအကျော်ရှော့ကိုစီစဉ်ထားတယ်။ဒီအချိန်မှာဖိုနီယာကသတင်းတော်အခါရဲ့အင်ရှိမှလာဆောင်ပြီးအခါကိုတွေ့ဖက်ထရောနဲ့ပတ်သက်ပြီးအချက်လက်တွေသူ့ပါရှိတယ်။ပြောပြမယ်ပေါ့သူတို့အိမ်ထဲကိုဝင်လိုက်တယ်ဖိုနီယာကချင်းင်းညာမှာဖြစ်ခဲ့တဲ့စစ်ပွဲအကြောင်းနဲ့မိရအကြောင်းကိုစပြီးပြောနေချိန်မှာအိမ်ထဲကိုဂျိုယုတ်နေတဲ့ LSA device ကအခါကိုဓာတ်နဲ့အချင်းချင်းတိုက်ခိုက်လိုက်ပါရဲ့အခါနာကျင်နေတဲ့ကြားက LSD မရဲ့ခြေရောက်ကိုဆွဲပြီးဖိုနီယာထွက်ပြေးနိုင်မှုအချိန်ဆွဲပေးလိုက်ရှာတယ်။ ဒီအချိန်မှာမေဆန်ကပီတာရဲ့ဖိုင်တွေကိုပြန်လဲမှွေနောက်ရဲဓာတ်ပုံထဲမှာလူစီဆိုတဲ့သူ့သမီးကိုတွေ့လိုက်ရတယ်။ဒါနဲ့ဌာနမှုဝက်စတန်စီကိုဖြေးသွားပြီးပီတာရဲ့အားနည်းချက်ကိုရှာတွေ့ပြီးဒါသူ့သမီးလူစီလို့ပြောပြလိုက်ပါတယ်။တစ်ဖက်မှာလည်းပီတာကလည်းဟန်နီကိုစစ်ဆေးနေတဲ့အခါနဲ့ဝင်ရောက်ထုတ်ပေါက်ပြီးစီဗီယာရဲ့ဘေးမှာပဲပီတာကိုသူကိုယ်တိုင်စစ်မေးတယ်။သုံးလတွင်းမှာမင်းမင်းမကခုဘက်ကိုပါသွားတာလို့ပြောပေမဲ့ပီတာကလည်းမခံ။သူမိမအသက် baby spine လောက်ထားတာသူအသိဆုံးဒါအပြင်ဟန်နီက CIA ကဖက်ဒရယ်ကိုစာနဲ့ဝင်နေရကြပြီးသူ့လူတွေစ ဆက်ဖက်စစ်မီးကိုမွေတရုတ်မျိုးသားပါတီကိုပြစ်ပုံချခဲ့တယ်။အဲဒီနောက်ဒီကိစ္စကိုနာတာလီယာကခိုင်းတွဲနေပြီဆိုတာ CIA ကသိလိုက်တယ်။ပီတာကလည်းဒီစစ်ရာစုကောင်ကို CIA agent တယောက်ကကူညီခဲ့တာချုပ်သိတယ်။ဘာလို့လဲဆိုတာပြောပြရမယ်လို့အတင်းကျပ်တောင်းဆိုတယ်။ဟန်လီကဒီနောက်ွယ်မှာရှိတဲ့သူကဌာနမှု Winston လို့ပြောလိုက်ပါတယ်။ Winston နဲ့ Fedor ကပေါင်းကျန်နေတာပေါ့လေ။တစ်ဆက်တည်းစစ်ရာစုမှုမြင့်မြတ်တဲ့ Mira ဆိုတာ Fedor ရဲ့လိန်ဂျွန်မာလေးတူအမတန်မန်ရှော့ခဲ့ရပြီးမယ်။ Mira သိပ်ပါနဲ့တဲ့။သူ့ကိုယ်သူနားမကြောက်ခြင်းအောင်ဆောင်ခဲ့တယ် ်တကယ်တော့ तू ကနားမကန်သူ့မိသားတွေကပါမောက်ခတွေဖြစ်ပြီးသူ့ကိုရုရှားနဲ့အင်္ဂလိပ်ဘာသာစကားသင်ပေးလို့နှမျိုးစလုံးကို तू ကကျွမ်းကျင်တယ်ဖက်ဒရနဲ့အတူရှိနေတာနှစ်နှစ်လုံးလုံး तू ကဖြိုးချက်တွေအလုံးကိုသိရတယ်ဒါကြောင့်မီရာကိုရှာတွေ့ရင်အလုံးအဆုံးစက်သွားနိုင်တယ်လို့ပြောပြတယ်ဒီတော့မှမီရာဆိုတော့တကယ်တော့သူ့နားကဖိုနီယာပဲဆိုတော့ပီတာနားလည်းကောပါတယ်အဲ့ဒီချိန်မှာမီရာဒါမှမဟုတ်ဖိုနီယာဟာဖက်ဒရရှိတဲ့အင်ဘရီယာဟိုတယ်ကိုပြည်တစားရောင်းဆောင်ပြီးရောက်လာတယ်ထက်လေသားတဲ့အကြောင်းပီတာကဖုန်းခေါ်ပြီးမီရာမင်းဘယ်မှာလဲလို့တမ်းပြီးတော့ဖို ်နေရာကလည်းမကွယ်ဝှက်တော့ဖက်ဒရယ်ကိုလက်စားချေဖို့လုပ်နေတာလို့ဖြေတယ်ပီတာကမင်းကိုသူစက်လိမ့်မယ်လို့တားပေမဲ့မီရာကဖုန်းချလိုက်ပါတယ်နောက်ဆုံးတော့ဖက်ဒရယ်အခန်းထဲကိုမီရာရောက်သွားတော့မရှင်ရေချုပ်ပြစေဘူးလို့ခွင်တောင်းလိုက်ရေချုပ်ခဲ့မတဲ့မှာဖိုနီယာဟာမီရာဘောကဖိညက်တယ်ဘူးပြန်တွေးကြည့်တယ်ချီချင်းညာစပွဲတွင်ဖက်ဒရယ်ကမီရာရဲ့မိဘတွေကိုကိုယ်တိုင်တတ်ခဲ့ပြီးသူ့ကိုရုရှားကိုခေါ်သွားတယ်နေ့စဉ်အာဓမတွေ့ခြင်းတွေဒီဖိညက်တွေကမီရာကိုခံစားရပြီးလွတ်မြောက်ချိန်မှာဖိုနီယာဖြစ် သူဟန်ဆောင်နေခဲ့တာပါမီရာကနားမှာတွေ့တဲ့ ကြည်မှန်ဝိုင်းတစ်ချက်ကိုတပတ်နဲ့ပတ်ချင်းနဲ့ဆောင်းနေလိုက်ပြီးထွက်လာတဲ့မှန်ကွဲစာတွေကတခုလက်ကင်လို့ရအောင်တိတ်နဲ့ပတ်ပြီးဖွဲ့ယူလာတယ်ဖက်ဒရတနာယူချိန်ရောက်မှမှန်ကွဲစာနဲ့လေဘင်းကိုဖလင်းလို့လုပ်တယ်ဒါပေမဲ့လေရဲစဲရဲ့မရှိတာနဲ့အနေခံဘွားကအဖြစ်ပြက်တွေပြန်ပြောနေပြီးတော့ဖက်ဒရလည်းမိရဆိုတာပြန်မှတ်မိသွားတယ်စားနေကြကြောင်ဖောက်ကစကြက်တွေရင်အနိုင်ရစမြဲဆိုတော့မိရကိုပြန်ထိတ်ချုပ်လိုက်တာမုတ်ဆိုးကတားအောင်ပြန်ဖြစ်ပေါ်ပါတယ်ဒီချိန်မှာပီတာရောက်လာပြီးတက်တော်ဆောင်လူကတယောက်ပြီးတယောက်ရှင်းပြအခန်းထဲကိုရောက်လာပြီးမိရ ာကဖန်ခွဲစားနဲ့လက်စားချေဖို့လုပ်ပေးမဲ့ပီတာကသူ့ရဲ့ဖြစ်တယ်ကိုသက်သေးထူဆန်းပါစေဘူး။သူ့ကိုစနစ်နဲ့ဖြစ်တာတဲ့ပိုးဆိုးတဲ့အဆုံးသက်ကိုပေးရမယ်လို့ပြောလိုက်တယ်။ပြီးတော့ပီတာကဖက်ထရိုကိုစစ်မေးတယ်။မီရာကဖုန်းနဲ့ထပ်ပုံကြိုက်တယ်။မင်းကိုကူညီတဲ့ CIA ရဲ့အကောင်ကဘယ်သူလဲပေါ့။ခြောင်နှောင်းပြူတဲ့ကကြီးစံ9000ကိုဖယ်ပြီးတေမင်းနဲ့ကန်ဆဲမဲ့နှက်ခိုင်းတော့မှာကျောက်အားလည်းအားနဲ့ဟန်နီလို့ထုတ်ပြောလို့ပီတာအာတင်သွားတယ်။သူ့ boss တော့မဖြစ်နိုင်။ဒီတော့သူ့ရဲ့ဝင်းစစ်ရဲ့ဟန်လီရဲ့တောင်းအောင်ကြိုက်ထားတဲ့ဓာတ်ပုံတစ်ပုဒ်ကိုပြလိုက်တော့မီရာကလည်းဓာတ်ပုံကိုကြည့်ပြီးဒီ ီလူကအဲ့ဒီမှာဖက်ဒရိုနဲ့အတူအချိန်လုံးရှိနေခဲ့တာလို့ဟန်နီကိုအတီးဖြုတ်ပေးလိုက်တော့ပီတာယုံသွားပါတယ်ဟန်နီကစကားတွေကသူ့ကိုတုံ့ချပြီးသူ့အကြောင်းသိတဲ့သူတွေကိုသုတ်တင်ခိုင်းနေတာပဲဒီလူတွေအားလုံးမရှိတော့ရင်ဆီယာဇူးမှုကျူးလွန်ခဲ့တဲ့ယရာရှာဘိုဂျူနဲ့သူပတ်သက်ခဲ့တယ်ဆိုတဲ့အကြောင်းတွေကိုပြက်ကွယ်သွားအောင်စင်ကြံကြံခဲ့တာပဲဒီအချိန်မှာ CIA အင်ဂျင်တွေရောက်လာလို့သူတို့ဖက်ပြေးကြတယ်ပီတာကမီရာတဲ့ကိုထဲမှုပြန်ခိုင်းတယ်ဒီညငါပြန်ရုံမလားရင်တိုင်ယုံကိုသွားအဖြစ်ပြက်တွေကိုပြောပြလိုက်လို့မှားလိုက်ပါတယ်ပီတာအောင်ဆက်လာပြီးမေဆန် က်တို့လိုတိုက်ခိုက်ကြတဲ့အခါ မေဆန်ကိုလည်းပဲအောင်ပိုက်ပြော့တစ်ချောင်းနဲ့ပတ်လိုက်တယ်။ဒါပေမဲ့အဆုံးမသက်ပဲမေဆန်ကိုဖုန်းတစ်လုံးပြပေးပြီးသားကိုအရင်ကြည့်လို့ပြောသွားပါတယ်။မေဆန်ဖုန်းကိုဖွင့်ကြည့်လိုက်တဲ့အခါဖက်ဒရယ်ဝန်ခံထားတဲ့ဗီဒီယိုဖိုင်ကိုတွေ့ရလို့သိအံ့အားသင့်ပေါ်ရတယ်။မေဆန်ဟာလည်းပိတလိုပဲယာရုကြီးလေးပူကောက်ကျစ်လေးဆိုတဲ့လူအုပ်မှာခိုကျိုးအတွက်ခိုင်းဘက်ဖြစ်နေတာသိလိုက်ရပါတယ်။ဒီတော့မေဆန်ကစင်လီယာနဲ့အတူဝင်းစတိန်ကိုအစီအခံဖို့ရုံးကန်ကိုမြန်ပြေးသွားလိုက်တော့အထက်မှာဝင်းစတိန်စာဟန်လီကိုသာတွေ့လိုက်ရတယ်။ဝင်းစတိန်အစာဖြောက်ခံလိုက်ရပြီပေါ့။ဟန်လီကသူ့ ာဒူပါဝါကိုသုံးချပြီးမေဆန်ကိုခိုင်းလာပဲလို့လို့ဟောက်စားလုပ်လိုက်ပါတယ်။ညမှာပီတာအင်ပြဲလာတာမြင်တော့မီရာကသိတ်ဝမ်းသာသွားတယ်။မီရာကိုသူနေတဲ့အမေရိကကိုခေါ်သွားမယ်။အဲ့ဒီမှာမီရာရဲ့ရှေ့အမှန်တွေကိုအကုန်ဖွင့်ပြောလို့ရသလိုအန်ဒီရလည်းကင်းတဲ့နေရာဆိုတော့မီရာကသူဆက်မပြေးခြင်းဘူးတဲ့။ဟဲ့ပြေးတာကသိတာနဲ့ကောင်းတယ်လို့ပြောပြီးသူတို့နားယူလိုက်ကြတော့ကဲ။နောက်မနက်မှမီရာခန့်ရှိရာပီတာသွားနှုတ်လိုက်တဲ့ပီတာကမီရာကိုသမီးတယောက်လိုပဲစောင့်ရှောက်တဲ့သူပါ။အခုတော့သူ့သမီးရဲ့လူစီကိုစိတ်ပူလို့ဖုန်းဆက်လိုက်တော့ဖုန်းခိုင်သူက ဟန်လီဖြစ်နေတယ်။ဟန်လီကဒီအန်နေရလူစီယာပီတာရဲ့သမီးမသိလို့ပြန်ပေးဆွဲလိုက်ပါပြီတဲ့။လူစီသတင်းကိုမင်းထရိန်ထားတဲ့ကောင်လေးကရှာပေးတာကွာ။မစ်သိက်ကူယူတဲ့နဲ့မဲလက်ထွက်မီဆန်ကသိုက်တော်တာ။ CIA ကငါတို့သမီးကိုဂရုမဆိုင်ဘူး။ဖက်ဒရယ်ကိုထရိန်ချုပ်ဖို့ပဲလူချင်းတာ။မီရာကသာဒါကိုဖြစ်အောင်လုပ်ပေးနိုင်ပါ။မကြခင်ဖက်ဒရယ်ကဒီနိုင်ငံရဲ့သမရဖြစ်လာမယ်။ငါတို့ကျူးဆွဲရကမယ်။ရုပ်သေးသမရဖို့။မီရာကသာငါတို့ကင်ထိုင်းသူလက်စစ်ရာဇဝမှုတွေ့ရောက်ကလန်ကစက်လိုရဲမှာမဟုတ်ဘူး။ဒါဆိုရင်ရုရှားတနိုင်ငံလုံးငါတို့လက်ထက် င်ဆောင်သွားမယ်။ကဲဒူစီငါစီမှာရှိတယ်။မင်းရဲ့သမီးအသက်ရှင်လေးကမြင်ချင်းမိရကိုခေါ်ပြီးငါပြောတဲ့နေရာကိုလာခဲ့လို့ပြောကောင်ဖုန်းချသွားပါတယ်။ဒီတော့တယောက်တည်းဖမပြေးချင်တဲ့မိရကိုမြူနစ်ကိုသွားမယ်ရထားလိုက်မယ်။သုံးဆောင်ဝက်ပြီးအဲ့ဒီကနေစောင့်နေငါတို့လာမယ်လို့မှားလိုက်ပါတယ်။ပီတာဟန်လီချိန်ထားတဲ့နေရာကိုသွားတယ်။မိရကတော့လက်မှတ်ဝက်ပြီးတဲ့နောက်ဘူတာထဲမှာစိုက်ဘာကပေးတစ်ခုကိုတွေ့လို့သူ့ဘဝမှာချစ်ပြက်ခဲ့တဲ့ပြာအကြောင်းတွေကိုဖွင့်ချဖို့အွန်လိုင်းမှာစာစီနေလိုက်တယ်။ဒါကိုကျေးဇူးမှအဲလက်ဆာဒီမွိုက်စ်ကဟကားရဲ့ကျေးဇူးနဲ့မိရဘဲမှာရှိတဲ့ ဆိုတော့ကိုသိသွားတော့နောက်ထပ်သုံးဝင်တော့တဲ့ဟက်ကကိုနှုတ်ပိတ်လိုက်ပါတယ်။ဟန်လီကလူရှိကိုဖုန်းဆက်ခိုင်းပြီးပီတာနဲ့စကားပြောခိုင်းတယ်။အဲ့ဒီဖုန်းကိုစီလီယာကမသိမသာချီရခန်းနေတယ်။အဘေယူခတိတိုင်းမီရာကိုမေးတော့မောင်းတဲ့နေရာတစ်ခုကိုပီတာကပြောပြလိုက်တယ်။မီဆက်ကိုဖော်တယောက်ခေါ်ပြီးမီရာကိုပွားဖန်ခိုင်းလို့ထွက်လာချိန်မှာလူစီရဲ့ဒီနေရာကိုတည်သွားတဲ့စီလီယာက မေးဆက်စီကို location ပို့လိုက်ပါတယ်။ဒီတော့မေးဆန်လဲသူ့ဘေးကဟန်လီရဲ့လူကိုရှင်းဖို့အတွက်ကားကိုအရှိန်ပြေးပြေးမောင်းပြီးနေရာတစ်ခုကိုတစ်မိနစ်ကဝင်တိုက်ချလိုက်တယ်။ဟန်လီရဲ့လူ ူသိဆုံးသွားတယ်။မေဆန်လူစီရှိတဲ့နေရာကိုရောက်သွားတဲ့အခါအဆောင်တွေနည်းနည်းရှိပေမဲ့သူကလေ့ကျင့်ထားတဲ့အေဂျင့်ဖြစ်တဲ့အတွက်အားလုံးကိုအလွယ်တကူရှင်းလိုက်နိုင်ပါတယ်။တစ်ဖက်မှာဟပ်ဖက်ထရောနဲ့ဟန်လီတို့ကြောင့်စာရေးပြီးဖွင့်ချနေတဲ့ပြီးတော့အဲလက်ဆာဒီမတ်စ်ကိုမြင်သွားတော့နေရာကနေထပြီးထွက်ပြေးပါမယ်။အဲလက်ဆာဒီမတ်စ်ကတော့တမက်ကိုပေါ်တင်ထောက်ကန်ပြီးနောက်ကနေလိုက်တဲ့အခါထောင်ကျိုးတစ်ခုမှပြီးတော့ကလမ်းပြေလုံးသမားစီကပေါက်တူးကိုလှုပ်ပြီးဂျေးစာမခေါင်းကိုရိုက်ချလိုက်တော့တစ်ချက်တည်းနဲ့ငြိမ်ကြသွားတယ်။ဒီတော့မီယာလဲစိုက်ပါကဖေးကိုပြန်သွားသူ့ဆောင်းပါကိုပြေး ောင်ဆက်ရေးအကာရဲ့သတင်းဌာနကိုပို့လိုက်ပါတယ်မေဆန်သူစီကိုကဲတင်ပြီးပီတာကိုလာခေါ်တယ်ပီတာကဒီချင်းလေးကိုမြင်ပြီးဝမ်းသာဝါတယ်မေဆန်ကလည်းခွန်လပြီးဂျေဇုစ်ဂတ်ခမင်းမြန်ပြောအဲ့ဒီနောက်မီရာရှိအောင်ယထာဘူတာကိုအပြေးလေးရောက်လာလို့မီရာတိတ်ဝမ်းသာသွားပါတယ် ရှန်နိုင်ငံကြမှာအမေရိကမှာမီဒါဟာရှင်းလင်းပွဲတစ်ခုမှာသူ့ရဲ့တိတ်ဖြစ်ရဆိုးတွေကိုဖွင့်ချလိုက်ပါတယ်။ဒီကိစ္စပေါ်ဖက်ထော့ကမီဒီယာမှာပြောင်ပြောင်တင်းတင်းငင်းနေရုရှား။အိုးအစိုးရကလည်းဖက်ထော့ကိုရေးယူလိုက်ချိန်ချင်းညာကသူ့ရဲ့မောင်းကိုဝန်ခံလိုက်တယ်လို့ဖြစ်မှာမို့ဖက်ထော့ကိုလွှတ်ပေးလိုက်တယ်။ဒါပေမဲ့ရွေးကောက်ပွဲဝင်ဝင့်ကိုတော့ပိတ်လိုက်ပါတယ်။ဖက်ထော့လည်းနိုင်ငံရေးသမားမလုပ်ရပေမဲ့လွတ်လပ်သူသကြွတရောက်သူထင်းတယ်လို့နေခွင့်ရပွားတယ်။တည့်ရဲ့စိန်ခံရွက်လီပုံမှာမိမ့်မလာတွေနဲ့အပန်းဖြေထွက်လာတဲ့ဖက်ထော့လေညင်းခံနေတော့သူ့နဖူး စနိုက်ပါထိမှန်ပြီးရေထဲပြုတ်ကြခုမိုက်ဆက်သိမ်းသွားသလိုရုပ်ရှင်လည်းအဆုံးသတ်သွားပါတယ်ဒီတော့ဘသူပြစ်ချတယ်ထင်ပါသလဲရုရှားဗဟုအစိုးရဘက်ကလူတွေလားဒါမှမဟုတ်ဒီစက်ကမှစနိုက်ပါမကြာခဏပုံတာမြင်တဲ့မိတ်ဆက်လားကြည့်ရှုနားဆင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်